ပင်ခုနောက်မှာပါတကယ်တရားကြတယ်ဘလောက်ပဲရှာဖွေဖွေဘလောက်ပဲစူးစောင်းထားတာဘလောက်ပဲလောဘတွေတန်နေပြီတကယ်ကျန်လူမျိုး၅ပါးအန်နေတကယ်ဘာမှလုပ်လို့မရဘူး။တချို့ဆိုလေတကယ် emergency ကြုံပြီဆိုရင်ချက်ချင်းဖြတ်ထုတ်ညံကောင်းတဲ့လူတွေရှိတယ်။အမားကြံနေနဲ့စွန့်အာပါတော့ကြောင်သွားတာ။ဘယ်လိုလန့်မျိုးဆဆဆဆဆတွေဖြစ်ပြီးတော့လေတရားမှာအဲ့လိုမျိုးဆိုအထူးကတော့ဖြတ်ထုတ်ညံကိုကိုတတိကြီးညာအကောင်းဆုံးပဲ။ကိုဘာလို့ကဘာလို့ကဘဘဘဘဆိုတွတ်သွားတာလေ။အဲအကောင်းဆုံးပဲ။ မဘွားမှာဒါပြဆက်ကဒူတီရတစ်ခေါက်ပေါ့နော်ပထမတစ်ခေါက်တုံးကဥခလိုင်းနဲ့တွဲပြီးတော့လှုပ်ဖူးတယ်အဲ့တုံးလည်းဘာတွက်လည်းမသိအလှုပ်တာပဲအလှူပဲအဲအခုလည်းဒါငလင်ပေးအလှူတွက်ပေါ့နော်တတတာအပါဝင်ကူးနေတာပါဟုတ်ပြဆက်ကတော့သဘောကျရင်လည်းပါလားအမမတော့အနုပညာလုပ်နေရရောအကုန်ကြိုက်နေတဲ့လူဆိုတော့ဒါအနုပညာသမားတွေကအနုပညာနဲ့ပတ်သက်ဘာလေးပဲလှုပ်ရလှုပ်ရလေးနော်ပြောကြတယ်လူဆိုဘလိုပဲဖြစ်ဖြစ်ပါဆိုအမအဲ့လိုဒါလည်းမိတတ်တဲ့အချင်းရှိတယ်လေအဲ့လိုတလွဲသိပ်လှုပ်တတ်တာ အဲမမအဲ့ဒါတော့ကြောက်တယ်အခုတည်းကမေးထားတာစိတ်မကူရနဲ့ရတယ်တဲ့ရှင်းလေးအောင်ပြန်လာနေတော့မအောင်ဒါမေးလားမမေးတော့မမေးဘူးဒါပေမဲ့ဗာလဲဆိုတော့ဒီခါလေးကြာရင်ကွာဒီဝိုင်းရင်တမိုင်းအကိုရေအမရေနဲ့လှုပ်တဲ့လှုပ်လှုပ်တဲ့ခါကျသူကချစ်ချစ်ထွက်လာတဲ့ခါကျထွက်လာလေးရှိတယ်လေအဲ့ဟာကိုကလိုက်ပြီးတော့ဆုံနိုင်မှာဖတ်ဆုံနိုင်မှာခါလေးကျရင်အမအဲ့ဒါဟာတာဆိုတယ်ပြက်လုံးကိုခါလေးပိတ်ပလိုက်တာ အဲ့ထပ်မပြတ်နိုင်အောင်ပိတ်တယ်အဲ့လိုပဲတိတ်လောက်တတ်တယ်ဒါအရင်ချင်းပါဘူးအေးအရင်ချင်းတို့ခုပါနော်အဲ့ဒါကလည်းဘာလဲဆိုတော့အပြင်မှာဆိုရင်သူများကိုမနိုင်နိုင်အောင်ပြောတာသိရမလား မနိုင်နိုင်အောင်ပြောတယ်ဆိုတော့ပိတ်တယ်လို့ပြောတာဒါပေမဲ့အဲ့လိုဒီလိုဟာသလောက်တာကြတော့ပိတ်လို့မရဘူးလေသူ့ကွင်းဆက်ကလေးရှိပြရဆိုအဲ့အချင်းအဲ့တတိထားစီကလိုင်းနဲ့တော့စုခံရတယ်အဲ့ဆိုတော့မခံရပါဘူးဒါအမလည်းပရမအောင်ဆိုဆိုတော့လေအာအဓိကတော့ဥထိုင်လက်တွဲခေါ်ပါတယ်အဲ့တော့လည်းအမငွေကင်ကလည်းလှူခဲ့တယ်အမတို့ကိုရင်ကိုကြလည်းသွားပြီးစကိုင်းနေမန္တလေးမှာလည်းစူပောင်းခွနဲ့တာသမီစူပောင်းလို့ပြပကြည့်ဥဆောင်ပြီးတော့ညီမလေးပကြည့်ဥဆောင်ပြီးတော့လှူကြသေးတယ်အခုလည်းဒါကိုရဲ့အမှုပညာနဲ့တတအားထပ်ပြီးတော့ပါဝင်ကူညီရပါတော့နော်အမတို့ရ က်နေတဲ့အချိန်တုန်းကရိုက်တဲ့လူကအိမ်ထဲမှာရိုက်နေရင်အမတို့ဦးစင်တို့အာ producer တွေပိုင်းနဲ့အကုန်လုံးထိုင်ပြီးတော့စကားပြောနေခုံမထိုင်ရင်းနဲ့လှုပ်တာခုံနေတယ်လို့ပဲဒူ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 ဆိုကြောင်သွားတယ်အတန်းရင်လာတယ်ဒီဟုတ်တယ်အဝေါ်သွားအလန့်သွားပြီးတော့လေကြောင်သွားတဲ့အချိန်မှာဦးစင်မလေးငလီလှုပ်နေငလီလှုပ်နေတာဆိုပြောအမတို့အမြေဝိုင်းဘက်ကိုပေါ့နော်မြေပြန့်ဘက်ကို ကုန်းကုန်းနဲ့ပြေးကြပြေးပြီးတော့စောင်းစောင်းထိုင်နေတယ်ဒီမှာအဲစောင်းထိုင်နေအရှိန်မလောက်မြဲလို့ဆိုဘိုင်းဆိုလို့ပြေးရည်လဲကြသွားအဲရိုက်နေတဲ့လူတွေကလည်းအိမ်မောကနေဆင်းပြေးကြတာအကုန်လုံးအဲရွာမှာတော့ပြူရာပြတ်တာတော့မရှိပေမဲ့အမားတို့ရိုက်တဲ့အိမ်ကတော့နောက်ဘူးမိဖို့ကြောင့်နေအပေါ်တပိုင်းပြူသွားတယ်အဲ့ဒါပဲတခြားရွာတွေမှာဆိုရင်ဖုံဖုံကျင်းနေတဲ့အချိန်ပေါ့နော်သူတထတိုက်လေးမှာဘေးအုံနဲ့ချက်ကသူ့ပေါ်လို့ပြေးသွားတာ။နောက်အမတို့တဲ့အဲ့ဟိုတယ်တွေဘာတွေမှာလဲ reception တွေဘာတွေဆိုရင်လုံးဝဆုပ်ပြက်ကိုတတ်သွားအကုန်ပြိုတာ။ အခန်းထဲတွေတီးပြီးတွေပါပြည့်စုံအကုန်ပြိုတာပဲအမဆိုအဲ့တုန်းကနှစ်ရက်ပေါ့နော်ရေဒုက္ခရောက်ကြတာနောက်မိဒုက္ခရောက်ကြတာအကုန်လုံးကဒါစဉ်းစားကြည့်ကိုရီတောင်တော့ကလေးဒုက္ခရောက်တာလေတော်တော်ဆယ်မပြေတာသလားသူများကြီးဆိုလေဘဝတစ်ခုစုံမစားရလေတချို့ဆိုဝမ်းနဲ့ဆရာကြီးလိုက်ရတယ်အဲ့ဒီတည့်ရက်ကလေးဒီအဲ့ဒါလေးဖြစ်တာတော့တောက်လျှောက်တေးတေးတေးလေးတွေလှုပ်တာဟုတ်မလှုပ်လဲစိတ်ထဲမှာလှုံနေတယ် ငါလှုပ်နေရလားငါလှုပ်နေရလားအဲကိုတယောက်တည်းဖြစ်တာမဟုတ်တော်တော်များများဖြစ်တာငါတို့ဆိုရင်ဟိုတယ်ပြန်ရောက်တော့လဲဘာလို့ဆိုတော့ရှစ်မြအရေးကြီးတယ်ပြည်စအဝတ်စားအဓိကမဟုတ်အရေးကြီးတဲ့နော်ရွှေတဲ့ဘာညာပတ်စံပေါ်ဘာညာအဲကရင်မင်းမာတွေထားထားတာအဲတညာလုံးမအိတ်တော့အဲ့နေရာဆိုရင်ကြိတ်ကြံနိုးနေလေအိတ်တလူလိုမအိတ်တလူဖြစ်ပြီးတော့အဲဒီတော့အရင်ပြန်ပြန်ပြန်ဖြစ်တာနဲ့အထုပ်ဆွဲဘေးကညမာလေးတတအောင်ဆွဲပြီးတော့လာဟေးဆိုပြေးရကားဖွင့်ပြီးတော့အရှိ့ကိုထွက်ပြေးကြအဲနောက်ပိုင်းလဲကြ နောက်ရက်တွေကြတော့မလှုပ်ချင်တာလှုပ်တော့မသိတော့ဘူးဆိုတော့အရန်အင်္ဂါနေလေးလေးအရန်လည်းပမာဏအိပ်ပြောပါတချို့ဆိုလေတကယ် emergency ကြုံပြီဆိုရင်ချက်ချင်းဖြတ်ထုတ်ညံကောင်းတဲ့လူတွေရှိတယ်အမရကျန်နေနဲ့စွန့်အားပါကြောင်တော့တာဘယ်လိုလှမ်းမလဲဆဆဆဆဆတွေဖြစ်ပြီးတော့လေးတရားမှာအဲ့လိုမျိုးဆိုအထိကတော့ဖျက်ထိုးနေတာကိုကိုတတိကြီးနေအကောင်းဆုံးပဲကိုဘာလို့ကဘာလို့ကဘဘဘဘဆိုတွတ်သွားတာလေအကောင်းဆုံးပဲပိန်ကုနာမပါတကယ်တရားကြတယ် ဘလောက်ပဲရှာဖွေဖွေဘလောက်ပဲစူးစောင်းထားတာဘလောက်ပဲလောဘတွေတန်နေပြီတကယ်ဉာဏ်မျိုး၅ပါးအန်နေတကယ်ဘာမှလုပ်လို့မရဘူးဆင်ကျတို့ဉာဏ်ပညာမောင်နှမတွေအကုန်လုံးကဒီငန်းလင်းဘေးအလှအတွက်ကိုတရက်တအားနဲ့ပါဝင်ခွန်အားရောညာအားရောအကုန်လုံးပါဝင်ကူညီရဖြစ်တဲ့အတွက်အဲ့ဒီကမာကအာ 30 17 3ရက်ကမှဖြစ်တဲ့အတွက်မြို့သားကားဆက်ယုံမှာလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ဒီလိုလာရောက်အားပေးခြင်းဟာလည်းတဒတ်အားတဒတ်တအားပြန်ပြီးတော့ကုညာရောက်တာဖြစ်တဲ့အတွက်လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်